နရီကံဘျူဟာစခန်းဟာမြန်မာနိုင်ငံရဲ့မဟာဘျူဟာမြောက်အလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကဲဒီစခန်းကိုပေါ့နော် AA နဲ့မဟာမိတ် PDF များကပူးပေါင်းထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။နရီကံဘျူဟာဂုံးကို2025ခုနှစ် February လကနေစတင်က AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ14ရက်နေ့မှာအပိတ်သင်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုခက်ခက်ခဲခဲထိုးစစ်ဆင်နေတဲ့နှည့်ကန်စခန်းကဘလူးစခန်းမျိုးလဲ။ဘာကြောင့်အရေးပါလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးပေးသွားပါမယ်။နှည့်ကန်စခန်းဟာမကွေးတိုင်းငဖဲမျိုးနယ်နဲ့ရခိုင်ပြည်နယ်အမ်းမျိုးနယ်ချားရှိအမ်းပဇန်းလောင်းပေါ်မှာတည်ရှိပါတယ်။ဒီလမ်းကြောင်းဟာဒေသနှစ်ခုကိုဆက်သွယ်ထားတဲ့အရေးကြီးတဲ့လမ်းမကြီးဖြစ်ပါတယ်။ပြီးတော့သူကပင်လယ်ရေမျက်နှာပြင်အထက်9000မီတာရှိပေအခန့်မြင့်တဲ့တောင်ကုန်းပေါ်မှာရှိတာပါ။ အစိုးရပုံဝန်ကျင်ဒေတာကိုအပေါ်စီးကနေစိုးမိုးထင်းချုံနိုင်တဲ့အနေအထားရှိပါတယ်။မူလကတော့လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းအဖြစ်တည်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာစစ်ကောင်စီဘက်ကတာဝေးပစ်အမြောက်များပါ ဖြည့်သိမ်းပြီးအခိုင်အမာခံစစ်စခန်းကြီးအဖြစ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။အေအေကအနောက်ပိုင်းတိုင်းအနပခါကိုတိမ့်ပိုက်ပြီးနောက်မှာပေါ့နော်စစ်ကောင်စီဘက်ကနပခါကိုပြန်လဲတိမ့်ပိုက်နိုင်ဖို့အတွက်နတ်ရေခန့်ဖြူဟာကိုအဓိကအထိုင်းစခန်းအဖြစ်အသုံးပြုပြီးကြိုးပမ်းနေပါတယ်။ ဒီစခန်းဟာ MU နဲ့နီးလည်နေရာမှာရှိပြီးတော့စစ်ကောင်စီရဲ့တပ်အင်အားနဲ့လက်နက်ခဲယမ်းထောက်ပံ့ပို့ဆောင်ရေးအတွက်အထူးကကြတဲ့ခြေကုပ်စခန်းကခုဖြစ်နေတာကြောင့်ပါပဲ။ဒါအပြင်ပေါ့နော်။နရည်ကန်စခန်းဟာမကွေးတိုင်းအတွင်းရှိကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာစက်ရုံများနဲ့မနီးမဝေးတွင်တည်ရှိတဲ့အတွက် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကကပ္ပစာစက်ရုံများကို ထိုးစစ်ဆင်သိမ်းပိုက်လာမယ့်အန်ဒီယာကနေကာကွယ်ရန်အတွက်မရှိမဖြစ်တဲ့ခံစစ်နေရာတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ AA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာဒီဗျူဟာစခန်းကိုတင်ပိုက်ထိန်းချုပ်နိုင်ဖို့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပြီးမနေ့ကအောက်တိုဘာ14ရက်နေ့မှာအပိတ်သက်တင်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်